ဆက်ဟစ်ပနိုစစ်လောက်တာနဲ့ဟစ်ပနိုသရပီနဲ့ကဘာကွာလဲဆိုလို့ရှင်တော့ဆက်ဟစ်ပနိုစစ်ဆိုတာကကြတော့မို့လို့ဒီဟိုမိုးရွာတဲ့အခါမှာရေခမ်းတယ်လို့ပဲဆက်ချချင်းဝတ်တွေပေါ့ကိုကိုအိမ်မွေးချပြီးတဲ့အခါမှာဆက်ချချင်းဝတ်တွေထည့်တာပေါ့အဲ့လိုမျိုးထည့်ခြင်းအပြင်ကကိုဒီအငွေနဲ့ပတ်သက်ပြီးတော့ limiting plea တွေဒီကိုကိုကိုလူရှိထွက်ဖို့တော့ယုံကြည်မှုမရှိတာတွေလုပ်ငန်းတစ်ခုစတဲ့မို့တော့ယုံကြည်မှုမရှိတာတွေက ဒီလိုမျိုးစချင်ရင်ဝတ်တည်ထည့်ခြင်းအပြင်ကိုယ့်ကိုယုံကြည်မှုတွေရှိလာစေတယ်။အဲ့တော့ကိုယ့်ကိုယ်ကို hypnosis ဆက် hypnosis လုပ်တဲ့အခါမှာမိုးရွာတဲ့အခါမှာရေခမ်းသလိုပဲတပေါက်ချင်းစီပဲရတာပေါ့နော်။ဒါဆိုလို့ရှိရင် hypnotherapy ရကြတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင် hypnotherapy ကကြတော့သူကဒီလိုမျိုးအာကိုမှရှိနေတဲ့ငငယ်လေးတဲကအခုဒီချိန်ဒီအသက်ရွယ်ထိလောက်ထားတဲ့ absorb လုပ်ထားတဲ့ negative emotion တွေ negative mindset တွေဒါတွေအကုန်လုံးကိုရှင်းထုတ်ပေးလိုက်တာရှင်းထုတ်ပေးလိုက်ပြီးတဲ့အခါမှာမိုးမိုးပေါက်တလို့မျိုးမဟုတ်ဘူးဟိုရေပုံးညက်ခ ခတ်ပြီးတော့မှလောင်းထဲလိုက်သလိုပဲမြင်မြန်ဆန်ဆန်ရတယ်ပြပြဝဝရတယ်ပေါ့နော်အဲ့တော့ကိုကုတ်ကိုဆက်ဟစ်ပနိုစင်လုပ်တဲ့အခါကြလို့ရှင်နော်ဒီကိုရဲ့ငငယ်လေးတွေကအရင်ဖြူစင်ခဲ့တဲ့စိတ်ကလေးဒီတဲ့ဒီအသက်ရွယ်အထိဒီ absorb လုပ်လာတဲ့မကောင်းတဲ့ negative တွေကရှင်းထုတ်လို့မရအောင်ကိုဘာသာကွာရှင်းထုတ်လို့မရအောင် hypnotist တွေမမို့လို့လိုမျိုးနော်အဲဒီအိမ်မွှေးရှာပညာရှင်တွေကပဲ negative တွေကိုရှင်းထုတ်ပေးလို့ရတာအဲ့တော့အဲ့လိုမျိုး ရှင်းထုတ်လိုက်ပြီးတဲ့အခါမှာမိုးရောဒီဆက်ချက်ချင်းဝက်တွေထည့်ပေးလိုက်တဲ့အခါကျတော့ရှင်အရန်ကိုမြေဩမျက်စိမြေဩစာပြေဝနေတဲ့ကောင်းမွန်နေတဲ့မြေပေါ်မှာမျိုးစေ့တစ်စီချလိုက်တယ်လို့ပဲအပင်ကအရန်ကြီးထွားတာမြန်တယ်လူတယောက်က personal development အရန်ကောင်းလာတယ်စိတ်ရှုပ်ထွေးတာတွေစိတ်ညစ်ညူးတာတွေအဲစိတ်ဖိစီးမှုတွေစိတ်တန်ရာဒါတွေအကုန်လုံးကလုံးဝမရှိတော့ဘဲနဲ့ဒီချလိုက်တဲ့မျိုးစေ့လေးကသူဒီအောင်မြင်မယ်ကျမ်းမာမယ်ချမ်းသာမယ်စသဖြင့်ဒါတွေအကုန်လုံးကမြင်မြန်ဆန်ဆန်ကြီးထွားလာတာဖြစ်တယ်အဲ့တော့မိုးရောရဲ့မသိစိတ်ကအရန်ကိုထူးဆန်းတယ်လူတယောက် ားကိုအချိန်တို့အတွင်းနဲ့ပြောင်းလဲပေးနိုင်တယ်ပေါ့နော်ဒီပညာရပ်ကလည်းဒီ anguishes ကိုကြားမယ် control လုပ်တဲ့ပညာရပ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီ video လေးကအကျိုးစုံတရားရတယ်ဆိုရင်အခြားသူတွေသိသွားအောင် share သွားပေးနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင့်